အားလုံးမင်္ဂလာပါဗျာကျွန်တော်ရေးလေးပါကျွန်တော်ချင်းမေးစီလို့ပြန်လဲကြိုးဆိုပါတယ်ဗျာဒီကျွန်တော်ဒီ၅ချိန်မှာကျွန်တော်အထူးဒူးတဲ့တစ်ခွက်ကျွန်တော်တို့အရာနှစ်ခွက်ချပြပေးမှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်ချင်းမေးစီအားလုံးပဲဒီအထူးအခွက်မှာကျွန်တော်တို့စိတ်ဝင်စားဖို့ဒါကောင်းတယ်ခေါ့နော်ဒါတော့ဒါကလန်ဒါကိုကျွန်တော်ဟိုနှစ်ဖြတ်ဆက်လာတယ်ခေါ့နော်ကလန်ဒါကိုနှစ်ဖြတ်ဆက်လာဒီမှာခွန်ခွန်ကိုဒါနှစ်ဆပါခေါ့နော်ဒါပြီးရဲ့နှစ်ဆဟုတ်ပြီနော် ဲဆိုရင်ကျွန်တော်တို့သဘောပေါက်မှထင်ပါတယ်ကျွန်တော်တို့စတင်ရအောင်ကျွန်တော်တို့တွင်စိုက်ကသူရဲ့ဖြစ်စဉ်ကဘယ်လိုဖြစ်တာလဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့နှစ်နဲ့ဒီနှစ်နဲ့မှာကျွန်တော်တူတူချာချာပေါ့နော်တူတူချာချာဖြစ်စဉ်ဘယ်လိုဖြစ်လာလဲဆိုတော့ကျွန်တော်ဒီမှာ6ထိပ်က6ထိပ်လို့ရိုက်တယ်သူကတစ်ကတ်နှစ်ကတ်၃ကတ်၄ကတ်၄ကတ်ချာမှာပေါ့နော်7ထိပ်က7ထိပ်လို့ရိုက်ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးကိုကျွန်တော်စာပြီးပြောနေပါမယ်နော်။ဟုတ်ကဲ့ဒါ၈ထိပ်ကလည်း၈ထိပ်လို့ရတယ်။ ပြီးရင်တကယ်နဲ့တပင်နှစ်ပင်သုံးပင်လေးပင်ချပြီးတော့ကျွန်တော်ဒီ၈က၈ထည့်လို့ရိုက်ပါမယ်။ဒါပါနော်။ဟုတ်ကဲ့အဲ့ဒါအင်းမြဖြစ်စင်ဘာကြောင့်ပြီးမလဲဆိုတော့ကျွန်တော်ပထမဆုံးကြည့်အောင်ပြ။ဒီဘက်နှစ်မှာကသူကဒီ၆ထည့်လို့၆ထည့်လို့ရိုက်မယ်ဆိုရင်ဒီဘက်နှစ်မှာကျွန်တော်တို့က၈ထည့်၈ထည့်ကလာပြီးတော့ထောက်တာနော်။ဒီမှာတပင်နှစ်ပင်သုံးပင်လေးပင်ချမယ်။ဒီ၈ထည့်က၈ထည့်လို့ရိုက်ဖို့တော့ဒီမှာ9ထည့်ကကျွန်တော်လာပြီးတော့ထောက်တာပါ။ နော်နံပါတ်2ကက်ရှိပြီကျွန်တော်တို့ဒီကက်မှာကျွန်တော်တို့ဆက်ပြီးပေးမလားမပေးလားကျွန်တော်ဒါကြည့်ရအောင်နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာတပင်၂ပင်၃ပင်၄ပင်ချလိုက်၄ပင်ချပြီးကျွန်တော်တို့ဒီမှာလဲ၆ထိပ်ဆိုသူရိုက်တာစီနီယာလိုက်ပေါ့နော်၈ထိပ်ထောက်တယ်၇ထိပ်ထောက်တယ်ကျွန်တော်ဒီပင်မှာကျတော့၆ထိပ်ထောက်တာ 6ထိထောက်တာတော့ကျွန်တော်ဒီ6ကဒီမှာ6ထိလို့ကျွန်တော်တို့ရိုက်တော့မယ်เนาะအဲ့လိုပြီးတော့မယ်ဆိုရင်ကျွန်တော်တို့ကဘာကိုကြည့်ရမှာဆိုတော့ကျွန်တော်ဒီ6တုံညာ6ပြန်ပြန်ကြည့်ရအောင်เนาะဒီ6တုံညာ6ကသူ့ရဲ့ဒီ6က6ထိလို့ရိုက်ပြီးသူ့ရဲ့ဝန်းချင်း1ချင်းနေနဲ့66နဲ့ဆိုပြီးထွက်ပြီးเนาะနောက်တစ်ကံပါကြည့်မယ်ဒီ843 8က8ထိလို့ရိုက်ပြီးတာနဲ့ဒီ843ကသူ့ရဲ့1ချင်းနေနဲ့63လို့ပြန်ချပြီး ဒါဆိုရင်ဒီပင်မှာလည်းကျွန်တော်တို့ကဒီမှာ6ထိပ်ထောက်တော့ထောက်တော့ကျွန်တော်ကျွန်တော်တို့ဒီ6က6ထိပ်လို့ရိုက်မယ်ဒီမှာ1ကျင်းလို့ပြန်ချမယ်ဆိုကျွန်တော်ဒါဆိုရင်6 9အတွက်6လင်းတွေ့ပေါ့နော်တွဲ2တွဲပကစားမှာတွေ့ရပါတယ်ဟမ်အဲ့ဒီမှာကျွန်တော်တို့ဒီ6က6ထိပ်လို့ရိုက်ပြီးဆိုရင်သူကပုံတီ6ခါပုံတီ6ခါထည့်ရပါတယ်ဒီမှာ6က6ထိပ်လို့ရိုက်ပြီးပုံတီ6ခါထည့်ရပါတယ် ကျွန်တော်ဒီမှာ၈ခါ၈ထည့်ရရပြီးတော့ပုံလေး၆ခါထည့်မှာဖြစ်ပါတယ်။အဲ့လိုထည့်ဖို့အတွက်လည်းသူ့ရဲ့အပုံမှာပေါ့နော်။သူ့ရဲ့ပုံမှာကျွန်တော်ကဒီ၆ခါ၆ထည့်လို့မရိုက်ခင်သူ့ရဲ့ပုံမှာဒီနှလုံးပေါင်းခြင်းက၃လို့ပြောဆိုဖြစ်တာ။ဘာကြောင့်ဖြစ်ရလဲဆိုတော့ဒီနှလုံး၃ကဒီစောင်း၃လုံးပေါင်းခြင်း၃ဖြစ်မှာကျွန်တော်က၆ထည့်လို့ပြီးပါ။ဟမ်။အဲ့သူ့ရဲ့တပင်မှာလည်းသူ့ရဲ့တပင်ကြောင့်ပါလေဒီ၈ခါ၈ထည့်လို့မရိုက်ခင်မှာသူ့ရဲ့တပင်ကြောင့်ပါနော်လုံးမောင်ကြီးက3လို့သူကထောက်တာအဲ့လိုထောက်မှလာဒီဇောင်း3လုံးမောင်ကြီးက3လို့ဖြစ်ပြီးတော့ရှစ်ထိတ်က ဒီ၈ထိပ်ကတော့၈ထိပ်လို့ပြန်ရိုက်တာနော်သူကဒီ၈6ထောက်တာလားလဲသူကထောက်ပြန်ပြန်ရိုက်တာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ပြောချင်တဲ့သဘောကအဲ့လိုပါဒါဆိုရင်ဒီမှာလဲကျွန်တော်တို့က6ထောက်ထားတဲ့ကြောင်းဒီပုံမှန်ကဒီနှလုံးပေါင်းခြင်းက၃ဖြစ်တယ်၄ဖြစ်သွားတယ်နော်၄ပြီးသွားတဲ့ကြောင်း၄ဖြစ်သွားတဲ့ကြောင်းသူက၄ရဲ့ဘာကြောင့်ဖြစ်ရလဲဆိုတော့ဒီဇောင်းသုံးလုံးပေါင်းခြင်း၄ဖြစ်မှာဒီနှလုံးပေါင်းခြင်း၄ကဒီဇောင်းသုံးလုံးပေါင်းခြင်း၄ဖြစ်လို့ဒီ၈က၈ထိပ်လို့ပြန်ပြီးတော့ထောက်မှာအဲ့ဒါမှသူက ီမှာတော့ကြိုက်ပါမှာเนาะကဲအဲ့ဒါကျွန်တော်တို့ကဒီမှာဒီနှလုံးပေါင်းခြင်းသုံးမဲထောက်တာဆိုရင်ဒီကြောင်းသုံးလုံးပေါင်းခြင်းက၃ဖြတ်မှာဆိုရင်ဒီမှာခွန်ထိပ်ကြီးဖြစ်သွားပါမှာเนาะ၈က၈ကခွန်ထိပ်ကြီးလက်ထောက်ပါမှာဒါဆိုရင်၈၈ထောက်တာဒါဒီမူကပြတ်သွားမှာเนาะသူကအဲ့လိုမျိုးကိုသူကကြကြနနာကိုခြားလာပြီလားเนาะနောက်တွဲ၄ကိုဒီကြောင်းသုံးလုံးပေါင်းခြင်း၄ရပြီတော့ကျွန်တော်တို့ဒီ၈က၈ထိပ်လို့ပြန်ရိုက်တာเนาะကြကြနနာကိုခြားပြလာတယ်အဲ့ကြောင့်မို့ဒီ queen လေးကိုကျွန်တော်ကပြလိုက်ရခြင်းဖြစ်ပါတယ်เนาะ နော်ဒီပြင်မှာကျွန်တော်တို့ပေးတော့မယ်ဆိုကျွန်တော်ဒါရပြီအောင်မြင်ပါပြီနော်သူကဒီမျိုးနောက်လုံးပေါင်းချင်း၃လုံးထောက်ပြီးဇောင်း၃လုံးပေါင်းချင်း၃လုံးပြီးပြီးတာ ਨੇ ဒီ၆ခါကပုံသေးလို့ကျွန်တော်တို့သတ်မှတ်လိုက်ရပါမယ်အဲ့ဒီ၆ခါကိုပြန်ထောက်ထားတာကဒီ၃လုံးပေါင်းချင်းကနှစ်ဆိုပြီးတော့ပြန်ပြီးတော့ထောက်နော်၃လုံးပေါင်းချင်းနှစ်ဖြစ်ချင်းနဲ့ဒီ၆ခါကိုပြန်ပြီးထောက်နော်ဒီနောက်လုံးပေါင်းချင်း၃ခါဒီဇောင်း၃လုံးပေါင်းချင်း၃လုံး၈ထိပ်လို့ရိုက်ပြတာနဲ့ဒီ၆ခါပုံတည်လို့ကျွန်တော်ပြောတယ်တို့ဒီပြန်ကျွန်တော်တို့ဒီ ခါအထောင်သုံးလုံးပေါင်းခြင်းဟာနှစ်ပုံဖြစ်ဖြစ်ရမယ်။အဲ့ဒါမှာကျွန်တော်တို့က6ခါကိုခြားပြီးမှဖြစ်ပါတယ်နော်။ဒီမူမှာလည်းဒီကွင်မှာလည်းကျွန်တော်တို့ကြည့်ရအောင်။ဒီနှောင်းလုံးပေါင်းခြင်း၄ခါဒီဆုံးသုံးလုံးပေါင်းခြင်း၄လို့ရိုက်ပြီး၈ထိပ်လို့ပြီးခဲ့ပြီဆိုရင်ဒီမှာကျွန်တော်ပြောတဲ့6ခါကပုံတည်ထည့်ရမယ်လို့ကျွန်တော်ပြောခဲ့တယ်နော်။ချောက်ကားထည့်ဖို့အတွက်လည်းသူကထောင်သုံးလုံးပေါင်းခြင်းနှစ်ဖြစ်မှဒီချောက်ကားကိုထည့်လို့ရမှာဖြစ်ပါလေ။ဒီမှာလည်း996เนาะ ီးခဲ့တဲ့ပြန်ဒီရှီကိုလေးမူခင်းပေးခဲ့တာဒါကိုခါကိုထည့်ပေးခဲ့တာဒီလိုမျိုးကွင်ရိုက်ဖို့ဟိုထည့်ပေးခဲ့တာလို့ကျွန်တော်တို့ယူဆလို့ရတယ်နော်ဒီသုံးလုံးပေါင်းချင်းထောင်သုံးလုံးပေါင်းချင်းလည်းကျွန်တော်တို့နှစ်ကွတိပဲရိုက်တာနော်ဒီသုံးလုံးပေါင်းချင်းလည်းနှစ်ဒီသုံးလုံးပေါင်းချင်းလည်းနှစ်ဒါဆိုရင်ကျွန်တော်6ထည့်6ခါနော်ရှိတဲ့ချက်ကဒီပြင်မှာလဲကျွန်တော်တို့ကရှိတဲ့ချက်ကနော်ဒါဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့ဆက်ကြည့်ရမှာဘယ်လိုကြည့်ရမှာလဲဒီကဝမ်းကျင်းအနေနဲ့သူကချပြတာနော် ဝမ်းကျင်းနေနဲ့ချပေးတာဆိုတော့ဒီမှာ66တွေ့ရပါပြီဒီအပိတ်ကမြေကနေယူရမယ်ကျွန်တော်ဒါဒီအပိတ်ကိုယူဖို့အတွက်ကျွန်တော်ပထမဆုံး break side ကိုကြာဖြစ်တယ်နော် break side နဲ့ကျွန်တော်တို့ကစားမှာဖြစ်ပါဒီသုံးလုံးပေါင်းခြင်း၄လေးရနှစ်ခန့်နှိ၄နှစ် break အဲ့မှာလည်းကျွန်တော်တို့66နှစ်ဆိုတော့ဒါ၄ break ပေါ့နော်၄ break နဲ့ကျွန်တော်ဒါအောင်ပါနော်တက် ဒီ brake site ကကျွန်တော်တို့ဒါစတက်ရိုက်တာပေါ့နော်ဒီစတက်ရိုက်တာဒီသုံးလုံးပေါင်းချင်းက brake site ကိုကျွန်တော်ပြန်လိုက်ပေါ့နော်ဒီသုံးလုံးပေါင်းချင်းက1 1နဲ့ခက်8ဒီမှာ10 brake ရိုက်ဟုတ်ပြီနော်ပြီးရင်ကျွန်တော်တို့ဒီမှာနောက်တစ်ခက်ထပ်ကြည့်ဒီသုံးလုံးပေါင်းချင်းက3ညက် ။သုံးရရနှစ်ခါကကွန်အဲ့မှာကွန်ပလီရိုက်သွားတာနော်။ကွန်ပလီရိုက်သွားတယ်။ဒီသုံးလုံးမောင်းချင်းကကွန်ခွန်ရနှစ်ခါကသုံးရအဲ့ဒီမှာကွန်ပလီရိုက်သွားတယ်နော်။ဒီမှာကွန်ပလီရိုက်ဒါဆိုရင်ကျွန်တော်တို့ဒီဒီသုံးလုံးပေါင်းချင်းက6ရှင်းနှက်တက်8တက်ပြိနော်ကျွန်တော်တို့ဒီတစ်ပတ်မှာ8တက်ပြိကန်ရမှာဖြစ်ပါတယ်နော်ဒီကရဘီပီဗျူဖိုင်မှာလည်းကျွန်တော်8နှစ်ခွန်ပြိပေးတာနော်ဒီပြင်မှာလည်း8တက်ပြိပေးတာနော်ပြိကတော့ ်8နှစ်ကုန် break ပေါ့နော်ဟုတ်ကဲ့ဒါဒါ8 break ဒီကွင်းမှာတော့ကျွန်တော်8 break ကိုပြပေးလိုက်တာဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်ဒီကွင်းကိုပြန်ဆက်ကြည့်အောင်ဒါဆိုရင်ဒီကတ်မှာလည်းကျွန်တော်ဒီတိုင်းပဲဒီနောက်လုံးမောင်းချင်း3ကဒီဇောင်းလုံးမောင်းချင်း3ဖြစ်ပြီး8ထိပ်ချပြီးတော့ခါးထောင်လုံးမောင်းချင်း2ဖြစ်ပြီး6ကောက်ရက်တာအဲ့လိုရိုက်ပြီးတာလည်းဒီ3လုံးမောင်းချင်း break 30က3ညရဲ့နှစ်ခွန်းဆိုပြီးတော့ကျွန်တော်တို့ဒီမှာ6 6တွဲနဲ့ခွန်း break ကိုကျန်းကျန်းသာရိုက်ပါဟမ်6 6 3ဆိုပြီးတော့ခွန် break ကိုရိုက်တော့ နောက်နေရင်ဒီပင်မှာလည်းကျွန်တော်တို့ကနောက်လုံးမုံကြီးလေးလို့ထောက်တာထောက်တဲ့တကြောင်သူကဇောင်းတုံးလုံးမုံကြီးလေးဖြစ်ပြီးတော့ရှစ်ထည့်လို့သူကရိုက်တာချစ်ထည့်လို့ရိုက်ယူတာသူက6ခါပုံသေးဆိုရင်ဒီထောင်တုံးလုံးမုံကြီးကလည်းနှစ်ဖြစ်မှာ6ခါဖြစ်မှာထောင်တုံးလုံးမုံကြီးကလည်းနှစ်ဖြစ်တဲ့တကြောင်16အတွဲဘရိတ်ကကဘရိတ်ကပါရတယ်ဆိုတော့ခွန်ရင်3ရင်8ပေါင်းချင်း8 8 9ရက်က1 8တိဘရိတ်ကရမှာအဲ8တိဘရိတ်ကရမှာဆိုတော့ကျွန်တော်တို့က16အတွဲကို ရှစ်ပြိဖြစ်ပုံဆိုရင်ကျွန်တော်လေးပိတ်ထည့်မယ်ရှစ်၆တွဲကိုတစ်ပြိဖြစ်ပုံဆိုရင်ကျွန်တော်တို့ခွန်ပိတ်ထည့်မယ်နော်ဒါရှစ်၆လေးကတော့နောက်တော့တကက်ကကျွန်တော်ဒါဝမ်းကျင်းအနေနဲ့ဈာမယ်ဆိုရင်ရှစ်၆ကိုတော့တဲ့နော်ဒီဒီဒီနှစ်ကွက်ကအရင်ပါနော်အားတော့အရင်လို့ပြောရလဲဆိုရင်ကျွန်တော်တို့ကြည့်ပါမယ်ဒီမှာ6တိတ်ကြီး6ခါလို့ရိုက်ပြန်တယ်နောက်တွဲရှိနောက်တွဲရှိ ရှစ်တိတ်ဒီ6ခါရောက်ရည်တာနဲ့နောက်တွဲ9ဒီမှာဆိုရင်ရှစ်တိတ်ဒီ6ခါရောက်ရည်တာနောက်တွဲ10ဆိုရင်ကျွန်တော်တို့ဒါ၄ပိတ်နော်ကျွန်တော်တို့ဒီမှာ2ပိတ်3ပိတ်4ပိတ်စီနာလိုက်ရိုက်မှု6ဒီတဲတော့ကဒါမွေးကမွေးမွေးကွက်ရှိတယ်ဒါဒီနှစ်မှာ864ကျွန်တော်တို့ထွက်ရမယ်ဆိုရင်မွေးကွက်ရှိတယ်နော်86အတွင်းနဲ့864 86အတွင်းနဲ့ကျွန်တော်တို့ဒီနှစ်မှာ864ထွက်ရမယ်ကျွန်တော်တို့ မွေးကနန်းရှိပါတယ်နော်မွေးကနန်းရှိပါတယ်အားလုံးပဲကျွန်တော်တေချာပြုဆက်ပြီးလို့စီကျင်ပါတယ်အားလုံးပဲနော်ဒီကွင်လေးကိုကျွန်တော်ချင်ပြီအားလုံးကြိုက်နေတယ်မလို့ထင်ပါလေဟုတ်ကဲ့ကျွန်တော်တို့ရရဲလေးပါကျွန်တော်တို့ဒီဘက်ချမ်းပါလေကျွန်တော်တို့ဒါဒီဘက်ကထောက်ကက်တွေရှိတယ်ပေါ့နော်နောက်ထောက်ကက်တွေရှိတယ်ကျွန်တော်ရှေးမှာဆိုလို့ကျွန်တော်ဒါဗီဒီယိုဒီကလောက်လေးကျွန်တော်ဖြတ်ပြလိုက်ပြပါလေဟုတ်ကဲ့အားလုံးပဲကျွန်တော်ရဲ့ဒီမမဝင်လေးရောကျွန်တော်ဒီ channel ရဲ့တိတိကျကျဝန်တာရှင်အားလုံးပဲကံကောင်းကြပါစေကျွန်တော်ရေးလေးဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုလည်းပါ